ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစိတ်ဝင်စားပွဲသဲရင်ပေါ်ကံပြီးတော့ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရလို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ဆရာကြီးနေပြီးတော့ကြော်ကြော်ဆိုးရေးသားထားတော့နေပြီးတော့ပြင်းမနာကခြံဝိုင်းတစ်ခုအတွင်းမှာအဲ့ဒီခြံဝိုင်းတွင်မှာဘယ်လိုတလိမ့်ဆံမဲမွေးမွေးသွေးဆိုပြီးရိုင်းဆိုင်သွားတဲ့ ဖြစ်ရဆန်းလို့မြည်ရတဲ့စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ကမ္ဘီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာနေပြီးတော့ပြင်းမနာမှာရေကြောမြေကြောကျန်တဲ့အိမ်ချံဝိုင်းတစ်ခုရေကြောမြေကြောဒီရေဒီမြေကိုကရေကြောမြေကြောလိုက်နေတဲ့ထင်မရဲ့ကိုလေးရဲ့ကျမဖြစ်လေဘာကောမှမမွေးရတော့တာဆိုပြီးတော့ ပြောပြလေးရှိပါတယ်။ပြောမယ်ဆိုရင်လည်းပြောလို့ဆရာပါ။ဒီရည်ဒီမြေမှာဟိုရှိတုန်းကဆိုရင်ဥထွင်းရဆိုတော့မိုက်လွင်းလို့အိမ်ဝိုင်းနဲ့တော့မဝင်ဝင်ကြပါဘူး။သူမိုက်တာကမူးပြီးတော့မိုက်တာမျိုးမဟုတ်ဘူး။ရင်းရင်ကလေးနေပြီးတော့မိုက်တာပါ။မျက်စိတဲ့ကတွန်းမတူလို့ကတော့အသက်လွတ်ထွက်ပြီးတော့ရိုက်တဲ့တဲ့လူမျိုးမျိုးသူ့ကိုဝေးဝေးကရှောင်ကြပါတယ်။သူကစကားမပြောဘူး။တည်တည်ငြိမ်ငြိမ်နေတော့ရည်စရာကြုံရင်တော့မှ ညွန့်ညွန့်လေးပြုံးနေသူမသိရင်တော့အတော့ကိုအေးတဲ့လူလို့ထင်ကြမှာပါ အမှန်တော့ပြာဖုံးထားတဲ့မိကြီးကနှီးရရဲ့အစ်စ်ပါဦးထွန်းရကြီးတယောက်ကိုထွန်းရရွေးမတော့ကရောက်တပြေးကုန်းကိုတယောက်ထဲသွားတော့ကိုရွာကလူတွေကသိတယ်အဲ့ဒီခေတ်ကဂျပန်ခေတ်ဆိုတော့တန်ပြေဖီယိုဖီယဲနဲ့ဥပဒေမစိုးမိုးတဲ့ခေတ်လို့ဆိုရမှာပါကိုထွန်းရမိုက်ပုံများ တလောက်ခပြကြီးမှာလက်နဲ့မပါလက်ပလာနဲ့မြောက်တပြေကုန်းကိုတွဲရတော့အံပွေပါအဲ့ဒီခေကခီးသွားဓာပါမဆိုတဲ့ခေပါဓာပါလာရင်တော့အဟန့်ရှိတာပေါ့အာကိုအာထာလည်းဖြစ်တာပေါ့လူများလည်းကိုကိုမစောကားရတော့ဘူးပေါ့အခုတော့လက်နဲ့မပါပါမပါနဲ့အတော်ဝေးတဲ့ခီးကိုတွားခေတာပါဒါမျိုးကိုချောင်းနေတဲ့ကိုစံဝါတို့လူစုဟာငှက်ကြီးတောင်ဓာကိုစီကန်ပြီး ကိုထွန်းရကိုအပြည့်ရှင်းဖို့အတွက်လန်တဘွက်ကတည်တည်စိတ်ပုံကွယ်ပြီးတော့စောင့်နေပါတယ်။ရွာမှာဘိုးကြလွင်းလို့အခွင့်အရေးရတော့အပြည့်ရှင်းမလို့ပါ။မောင်ရီပြိုးစားချိန်ကိုထွန်းရပြန်လာတဲ့ဆိုရင်ပဲကျူစောင့်နေတဲ့လူစုက အပိုင်ဝိုင်းပြီးတော့ခုတ်ကြပါတယ်။ကိုထွန်းရဟာတတ်တီကောင်းတဲ့သူမျိုးလင်းလင်းမြန်းမြန်းရှောင်းတင်ပြီးရန်သူရဲ့လက်ထက်ကဒါကိုရအောင်ယူကောင်းပက်ပြီးတော့ခုတ်ပါတယ်။အကွက်ကွက်ပြပြအလဲလဲပြပြနဲ့တို့လူစု ြန်ကြရတာပေါ့တန်ရာတွေကိုစီနဲ့သူတို့ပြန်လာကြပြီမဲ့ကိုထွန်းရကတော့ကလုမတိစုမညီပဲအင်ကိုအေဂျင့်ဆိုပြန်လာခဲ့ပါတယ်တကိစ္စကိုအိမ်မှာရှိတဲ့လူတွေကိုတော့မပြောပါဘူးပမောင်ဖြစ်ခဲ့တယ်လို့နေတာပါတန်ရာတွေစေကုနေရတဲ့လူတွေကြီးကတည်တဲ့င်းကိုကြားရတာပါအဲ့ဒီနောက်မှာတော့ကိုထွန်းရကို ရှင်ရဲတဲ့သူဆိုတော့လုံးဝမပေါ်ခဲ့တော့ပါဘူးအဲ့ဒီလိုမိုက်ကုံတတိကုံနဲ့တမရတိုက်တာမျိုးလူရတာမျိုးတော့ လုံးဝလုံးလေးမရှိပါဘူးမူယူပြီးရန်ကားတာမျိုးလည်းမလုပ်ဘူးလုံးရင် ပြောင်ပြောင်လုပ်တာပါအကြောက်တရားဆိုတော့တစ်စက်လေးမှကိုမရှိတဲ့လူပါပဲလူမဆူထောင်းတဲ့ဘဝချင်းမတူတဲ့တရေကိုတော့ပြန်ပြီးတော့လုံးတော့ပါအတော့ကိုနာမည်ကြည့်သွားခဲ့ဘူးလေအဲ့ဒါကလည်းဂျပန်ခင်မာပါပဲဂျပန်ခင်မာလူတွေကအသေးပြောင်များတဲ့အခါမှာတရေတစ်စီလေးပေါ်တဲ့ခေလို့ဆိုရမှာပါ မိုးရသည်ရဲ့တညမှာဖြစ်ပါတယ်လေရှင်တွေဟာဟင်းစား9ရောက်အောင်လို့လေဝင်ရေထွက်ရေမြောင်းဝါမှာငါးပုံးလေးတွေထောင်ကြပါတယ်ညနေထောင်ထားရင်မနေ့ဆိုရင်ငါးသွားယူယုံပါပဲကိုထွင်းရဟောင်းတညသူများတွေထောင်ထားတဲ့ပုံးလေးတွေကိုငါးသွားနိုင်မဲဆိုပြီးတော့ပလိုင်းကိုလွှဲပြီးလေတော်တွေတွေကိုသွားပါတယ်တောင်းထားတဲ့ပုံးလေးတွေကမိထားသမျှငါးတွေသူ့ရဲ့ပလိုင်းတွေကိုနှိုက်ထည့်ပါတယ်စားတော့တော့အောင်ရတော့မှ ရောဘက်ကိုပြန်လာခဲ့ပါတယ် သူသွား၌တာကရွှေရဲ့မြောက်ဖက်ကလေတော့ပါ ပြန်ရင်လေပြင်းကြောင်းပြီးကအပြန်လန်းကပြန်ဝင်ရမှာပါ သူလာတဲ့လက်ကင်းပေါ်မှာပောက်ပင်ကြီးတစ်ပင်ရှိပါတယ်သူပောက်ပင်အောက်ကိုရောက်တယ်ဆိုရင်ပဲပောက်ပင်ဘောက ခမမဲတည်းရဲ့ကဆင်လာပြီးသူ့ကိုဝင်လုံတော့တာပါကိုထွင်းရကလည်းတတိရှိတယ်ပလန်းကိုလွတ်တဲ့နေရာမှာထားပြီး ပြန်လုံတော့တာပါသူငါးကိုတော့အထီမခံခဲ့ပါဘူးဒီလိုနဲ့သူတပြန်ကိုတပြန်လုံနေလိုက်ကြတာ တည်းကအညံ့မခံတယ်လို့ကိုထွင်းရောက်ကလည်းအရှုံးမပေးဘူးအင်းတိုက်အားတိုက်ကို လုံနေကြတာဒီလိုနဲ့လူတွေလေတော့ဝင်နေဝီဒီဝီလင်းအချိန်ကို ရောက်ရှိလာခဲ့တယ်လူတွေအမြင်မှာတော့ကိုထွင်းရတယောက်ထဲလေထဲမှာလုံနေတာပါအဲ့ဒီကြတော့မှလူတွေကယောကိုထွင်းရဘာလုံနေရတော့ဗျအဲ့လိုမေးတော့မှတည်းကပေါပိမောကိုပြန်တက်ပြေးပါတယ်အဲ့ဒီကြမှာကိုထွင်းရကပလိုင်းကိုအောက်လွှဲပြီး ဘာမှမဟုတ်ပါဘူးကွာငါတည်ရင်းနဲ့ပြင်းပြေနပန်းလုံးနဲ့ကစားနေတာပါအဲ့လိုပြောပြီးတော့ရောဘက်ကိုပြန်သွားပါတယ်အမန်တော့တည်ရဲကငါဖျက်လူတာပါကိုထွန်းရကလည်းတကောင်မအပေါမခံခဲ့ပါဘူးအဲ့ဒီမှာကိုထွန်းရကိုလူတွေကပို့ပြီးတော့ကြောက်ကြပါတယ်ဘာဆိုဘာမှကို မကြောက်တတ်တဲ့လူစားမျိုးပါအဲ့ဒီဦးထွန်းရဟောင်းဒီအိမ်ဝိုင်းထဲမှာဒီတစ်ပတ်တည်းဆုံးနေသွားခဲ့တာပါခင်ထွေးရဲ့ယောက်ျားတင်မောင်လည်းနဲ့ ်ဦးကြည်တော်ပါတယ်တင်မောင်လက်ရဲ့အမေတောင်းခင်ရဲ့အမဖြစ်သူ တောင်းအင်းရဲ့ယောက်ျားပါဦးထွန်းရတဲ့တောင်းအင်းမောင်သာသမီမထွန်းကပါဘူးတင်မောင်လက်ကိုပဲပူပူမော့ပြီးဝိုင်းချစ်ခါလူလားမြောက်အောင်ပြုစုပြိုးထောင်ခဲ့ကြတာပါတင်မောင်လက်ရဲ့ဖခင်ကတမရတော်သောတက်ကြကြီးဦးဖြူဝင်းပါစိတ်နဲ့တော့မောင်ဗုဒ္ဓရာစစ်တက်တက်ဆွဲထားစဉ်ကတောင်းခင်နဲ့ရပြီးတော့တင်မောင်လက်မွေးပြီးမောင်တိုက်ပွဲမှာကြာဆုံးသွားခဲ့တာမို့ မုတ်ဆိုးမတော်အောင်ခင်ဟာ နောက်အိတော်မပြူပဲတင်မောင်လက်ကို လူလမ်းမြောက်အောင်မွေးမြူခဲ့ခြင်းပါပဲကလေးကြည့်ကြပါဦးမခင်ထွေးတင်မောင်လက်နဲ့အိနောက်ကြတော့ဥထွင်ရအရွေးကြတဲ့အချိန်ကိုရောက်နေပါပြီငငယ်တုန်းကလိုမဆိုးတော့ပေမဲ့အရင်ကဆိုးခဲ့မှုတဲ့အချိန်ဝဟာသူ့မှာရှိနေသေးဆိုတော့ဘယ်သူကမှလူအိုဆိုးပြီးတော့ပမာမခန့်မလုပ်ရဲကြပါဘူးလူအိုတော့လူမလေးကြောင်အိုးတော့ကြွမလေးဆိုတဲ့စကားကရှိပါတယ် အဲ့ဒီဥထွန်းရရဲ့ဇုံမေကိုရတာကမခင်ထွေးရဲ့ဒုတိယမြောက်သားပါငယ်စဉ်ကလေးဘဝကလေးကစာတိပြလာပါတယ်ကျောင်းဆောင်မှာပထမမရပေမဲ့ရန်ဖြစ်တဲ့နေအောင်စိုးတဲ့နေရာမှာပထမရတာပါပဲလက်နိုင်ချင်နိုင်ရှိလာတဲ့အရွယ်မှာကွက်ဘက်ကိုင်းမာတော့တယ်လက်ကငြိမ်းနေပြီခိုးပြည့်ပြည့်နဲ့အမြဲလေ့ကျင့်နေတာကြောင့်လက်ကလည်းဖြောင့်သလားမမေးနဲ့ပြင်မှတ်ကိုပြင်မလွဲဖြစ်လာတာပါ အဲ့ဒီမှာဘာလို့တလဲဆိုတော့သူတို့အိမ်ထဲကိုဝင်လာတဲ့လူဆိုရင် သူမျက်စိသပင်မွေးစုတဲ့လူဖြစ်ပါကောင်းလောက်လေးကွာနဲ့ပြစ်တာပါသူကလူပါပါ လူကြတော့မျက်နှာလောက်တဲ့မျက်နှာတို့ရင်ဘတ်တို့မပြစ်ပါဘူးခြေထောက်လောက်ကိုပြစ်တာပါအဲ့ဒီခေတ်ကတော်လန်ရေးအစိုးရမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ပါသူ့ဖေတင်မောင်လက်ကရွာမောင်ပါတီတွင်ရင်မှုဆိုတော့ပြီးတော့ရမိရဖလည်းဖြစ်မင်္ဂလာဘေးသိစီယာလည်းဖြစ်တော့အစိုးရကိစ္စ ရက်ကိစ္စ၊ရောကိစ္စ၊လူမှုရေးကိစ္စတွေနဲ့မြန်လွန်းတဲ့ခါမှာလူဝင်လူထွက်များလာပါတယ်။အဲ့ဒီဒုတိယသားရဲ့စိုးရံကို ခံပူတဲ့သူကခံပူထားတော့တင်မော်လက်တို့အင်ကိုဝင်တော့မယ်ဆိုရင်အင်စီရဲ့အပြင်အဝင်လမ်းပေါ်ကနေပြီးတော့ပြောအင်ရှင်တို့ကလေးကြည့်ကြပါဦး။အဲ့လိုအမြဲအော်ရပါတယ်။အဲ့ဒီခါအိမ်မှာရှိနေတဲ့လူကြီးတွေကကလေးကိုဆွဲပြီးတော့ဟန်ထားရလေရှိပါတယ်။လက်ထဲမှာတော့လောက်လေးကွက်နဲ့လောက်စလုံးက အသင်ရှင်နေမြဲပါဒါကိုအဖိုးဖြစ်သူဦးထွန်းရကကြည့်ပြီးတော့ပြုံပြုံချင်းနေလေရှိတယ်သူရဲ့ငယ်မုံငယ်သွေးငယ်စိတ်တွေကို ပြန်ပြောင်းအော့မေ့နေမိလို့နေမှာပါငါရဲ့စိုးမွေကိုဒီကောင်ရတာပဲလို့လေတွေ့နေမှာပါဟဲ့ငါမီးမလို့ရဘူးကွာလို့ဘယ်တော့ခါမှဦးထွန်းရကမတားပါဘူးဒီတိုင်းပဲကြည့်ကောင်းကောင်းနဲ့ကြည့်နေတာပါ အဖွားနှုတ်နဲ့မိဘတို့ကတော့အဟန်တော့လောက်ရပါလိမ့်ပြောဆိုဆုံးမကြရပါလိမ့် အဲ့ဒီကလေးရဲ့အဟံတော်ဟာဘယ်လောက်ကြီးလဲဆိုရင်အိမ်ဝိုင်းထဲကိုအင်ရှင်စီကိုခွင့်မတော်ပဲဘယ်သူမှမဝင်ရဲကြပါဘူးအဲ့ဒီလူကြီးဖြစ်နေတာကြောင့်လူကြီးလုံနေရတဲ့တင်မောင်လက်ဟာလောက်လေးကမကံရဘူးဆိုပြီးဘယ်လိုပဲဒိန်းဒိန်းဘယ်လိုပဲပြောပြောဘယ်လိုပဲရိုက်ရိုက်နောက်မထောင်ပဲလောက်လေးကရောက်အောင်ပြန်ရှာပြီးတော့ကင်မြေကင်တာပါသူတွေမှာဗီဇပါလာတော့ပြောတဲ့သူကတော့မောပြီးနောက်ဆုံးမှာတော့လက်မြောက်ရတဲ့အခြေအနေပါအရွယ်လေးရလို့ အတိဉာဏ်မြင်လာတဲ့အခါမှာတော့လောလိကွက်ကိုသူ့အတိနဲ့သူစွန့်လွှတ်လိုက်ပါလိမ့်။အဲဒီအခါမှာတော့အင်ရှင်တွေကိုကလေးကြည့်ပါဦးလို့ဩရတဲ့ဒုက္ခက လူတွေကင်းဝေးသွားကြရပါလိမ့်။စဉ်းစားကြည့်ပါ။ဒီလိုကလေးကြည့်ခံရတဲ့အင်ဆိုတော့မြန်မာနိုင်ငံမှာသာမကကဘာတစ်ခုလုံးမှာပါဒီအင်တွေမရှိမယ်ထင်ပါလိမ့်။ရေကြောမြေကြောဆိုတော့အဲ့ဒီလိုလိုက်တာပါ။မယုံမရှိပါနဲ့။အဲ့ဒီကလေးဟာ သူ့ရဲ့ဇနီးနဲ့သာသမီလေးဦးပွားစီပြီး မီးလေးပြိုပေါက်ရေကိုရောက်ရှိလိုနေပါပြီ။ဇာတိသူကျွန်တော်ရဲ့အေးနီးနားမှာ နေထိုင်လျက်ရှိပါလိမ့်။မမူးရင်တော့အလွန်ကောင်းပြီးမူလာရင် သူ့မိမကိုချစ်တော်တာပါပဲ။ရက်ွက်ထဲကစုညံပူညံစင်းမှာသူကထိတ်ဆုံးကပါပါလိမ့်။မိုးကဗရံများမြင်မှကြတော့လူဒီရဲ့စိတ်တွေကအစင်မြင်ကြပါလိမ့်။ဒီကနိုင်စွမ်းအောင်မြင်မှကြလိမ့်။ဒီလိုအော်ကြီးဟစ်ကြဖြစ်ဖို့ဆိုတော့စနေ့တစ်ခါကြုံဖို့တော့ခက်ခဲပါလိမ့်။ မတော်တဆကျုံလို့ကတော့ပွဲကြည့်တယ်လို့တရွလုံးထွက်ကြည့်ကြတာပါ အထူးဆန်ပေကိုကြုံခဲ့ပါတယ်နေပြီးတော့အောင်စမူစိုက်သူကျွန်တော်ရဲ့ပဝင်းကျင်မှာတော့မိုးချိုးလိုက်တာနဲ့အမှုသမားတွေကြောင့်ထင်ပါတယ်တိန်အိမ်ကတော့ပူညံပူညံကြရတဲ့ပါတယ်လူဆိုတော့ကိုဖေအဆင့်ရှိတယ်ဆိုတော့ကိုဟော်ကိုဖော်ပြနေလေရှိပါတယ်အဆင့်တန်းဆိုတော့ငွေကြီးကိုပြောတာမဟုတ်ပါဘူးလူနေမှုအဆင့်ကိုဆိုလိုတာပါ ပိုက်ဆံဘယ်လောက်ပဲချမ်းသာပါစေ စိတ်သက်အောက်တန်းကြနေမယ်ဆိုရင်အဲ့ဒီလူဟာအောက်တန်းစားပါပဲစိတ်သက်မြင်မာတဲ့သူတော့အစင်တန်းမြင်မာသူဖြစ်ပါတယ်ခွေးကြည့်ပါဦးဇာတိသူကျွန်တော်တို့ညီကိုမောင်နှမတွေကခွေးချစ်တကြပါတယ်မခင်ထွေးလေးခွေးချစ်တဲ့တော့ခွေးလေးတကောင်လူများစီကတောင်းပြီးတော့မွေးပါတယ်ခွေးကဖြူနေကြပါခွေးမွေးတဲ့ရည်ပဲချက်ကအိမ်လုံးစေဖို့အဓိက မဟုတ်ပါဘူးအပြင်းပြေစော်ကစားနိုင်အောင်ဆွေးတော်ဒီနေ့ခမောင်း စာကျင်စာကျင်ဒီအလဲအသက်မဖြစ်အောင်ဆိုပြီးတော့မှုချင်းဖြစ်ပါတယ်ခွေးကအထီးလေးဖြစ်ပြီးတော့ချစ်စပွဲကောင်းလာပါတယ်သူ့မိကတေကိုသဘောကောင်းတာမို့ကြိုက်တဲ့တဲ့မျိုးရုံမဟုတ်ပါဘူးကြိုက်တဲ့ခွေးမျိုးကိုလည်းမကင်တွေလုံးဝမလိုချင်ပါဘူးကိုခွေးကသူများကိုကြိုက်တယ်ဆိုရင်အိမ်မှာပဲကြိုက်ကြိုက်လမ်းမှာပဲကြိုက်ကြိုက်စေကူပေးကြရတော့ထုံးစံဆိုတော့စရအရှုံမခံချင်ပါဘူးခွေးလေးရဲ့နာမည်ကို ကြားဖို့လို့အလွယ်တကူမှတ်ခေါ်လိုက်ပါတယ် ခွေးလေးဟာ ခွေးမူငယ်ငယ်လေးကလေးကခွေးပြီစာပြသွားတယ်။အဲဒါကမဟောင်းမင်းနဲ့အိမ်ထဲဝင်လာတဲ့လူကို အလေးဝင်ဆွဲတတ်တဲ့အကျင့်ပါ။ငယ်သေးချင်းဆိုတော့လူတွေကလည်းမခံကြပါဘူး။ခွေးသေးသေးလေးကိုကန်ပြီးတော့ထုတ်လိုက်ကြတာပါပဲ။မကဲ့အောင်ဘယ်လိုရိုက်ပေမဲ့မရပါဘူး။ခွေးဆိုတာအကြီးမြန်နာမှုမကြမီပါပဲ။ခွေးကြီးတဲ့ကောင်ဖြစ်လာခဲ့ပါလေ။ခွေးကစီကံရှိပါလေ။အိမ်ပြင်ထွက်ပြီး လုံးဝမကြိုက်ပါဘူးဝင်ခွင်တောင်းတဲ့လူဆိုရင်လည်းလုံးဝမကြိုက်ပါဘူးအိမ်ချန်စီယိုဝါကနေပြီးတော့သာသမီလူတွေကခွေးကြည့်ပါအောင်လို့ဩကြရတယ်ဒါဆိုအိမ်ကလူတူကလာလာဘာမှမလုပ်ပါဘူးလို့သာပြောလိုက်ကြားဖို့ကတကယ့်ကိုဘာမှမလုပ်ပါဘူးမကြိုက်တဲ့ခွေးလိုပဲဘာမှမလုပ်ဖယ်ငြိမ်ကုန်နေပါတယ်အဲ့ဒီလိုတခင်ရဲ့စကားကိုနားလည်နေတဲ့ခွေးမို့လို့လေမခင်ထွေးကတအားကိုချက်တာပါ ဒီခွေရဲ့အဖေနဲ့မေဆိုတော့အလွန်သဘောကောင်းတဲ့ခွေပေါ်ကြီးတွေပါဝေဝေကမဟုတ်ပါဘူးဇိုက်သူကျွန်တော်ရဲ့အနောက်ဘက်အိမ်ကမျိုးတွေပါကြောက်ဖို့ဟာအဖေတူခွေမို့လှလဲလှပါတယ်ရေကျော်မြေကျော်ကအရင်ကတည်းကကြံတယ်တော့အဲ့ဒီရေထဲမြေထဲဟာဒီခွေစီကိုကူးဆက်သွားပုံရှိပါတယ်အလွန်သဘောကောင်းတဲ့ခွေမျိုးကနေအလွန်ကြိုက်တဲ့ခွေမျိုးဖြစ်သွားခဲ့ပါတယ်ခွေကြည့်ပါဦးဆိုတဲ့အော်တန်ဟာ 3နှစ်ထိရောက်လာခဲ့ပါတယ်။ဒီနေ့မှာတော့နောက်ဖက်အင်းကကိုလောင်ဝေဟာတောလိုက်ခြင်းလို့ခွေးကိုခဏထိတ်လိုက်ပါလို့ပြောပါတယ်။မခင်ထွေးလေးခေါ်သွားလို့ခွင့်ပေးလိုက်ပါတယ်။ခွေးကခြံစည်းရောမရှိတော့အဲ့ဒီအင်းကိုလေသွားလေလေရှိတာကြောင့်ခင်နေပါတယ်။တောထဲကိုရောက်တော့ကြောက်ဖို့ဟာတွင်းတွင်းကိုဟောင်းဟောင်းပြီးတော့အတင်းတူလိုက်နှာခေါင်းနဲ့နမ်းကြည့်လိုက်နဲ့လုံနေတော့ဒါကဖွတ်တွင်းနေမှာပဲဆိုပြီးထွက်လာရင်ရိုက်ဖို့အတွက်အသင်ဆောင်နေပါတယ်။ သိမကြလဲပါဘူးအထဲကိုနှုတ်သီးနဲ့ထိုးပြီးနမ်းနေတော့ကိန်ဆိုးတဲ့တစ်ချက်ကြားလဲရပါတယ်အထဲကကောင်းကနှုတ်သီးကိုကတ်လိုက်တဲ့ပုံမှာအဒီမှာခွေးကတဲကြီးမကြီးတူပြီးတော့အထက်ကကောင်းကိုကိုက်ပြီးအတင်ဆွဲထုတ်ပါလိမ့်အဲ့ဒီကြတော့မှကိုလငွေလန့်သွားပါလိမ့်ဘာလာကလမောင်းလောက်ရှိတဲ့မွေဝေးကြီးပါခွေးကမွေရဲ့လက်မျိုးကို မလွတ်တန်းခဲ့ပြီးမသိမချင်းကိုကိုက်နေတာပါကိုက်ပြီးအောက်ရောက်ပါရောက် ဆွေရန်နေတာကြောင့်ဝေဝေးကြီးဟာလေပင်ရိုးဆက်တွေပြုတ်ထွက်ကုန်သလားမသိပါဘူးမလုံနိုင်တော့ပါဘူးအဲ့ဒီကြတော့မှကြောက်ဖို့ကလွတ်ချပါတယ်ကြောက်ဖို့လေဟိုရိတ်ခက်မော်နေရပါပြီခွေးရဲ့နှာခေါင်းမှာတော့ငွေကြိုက်ထားတဲ့ဒဏ်ရာကတွေးဆနေပါတယ်တော်ပါသေးတယ်ရှာမနှက်ဆက်ပါလို့တော့ငွေစိတ်တံကိုခံနေတာပါအတော်တန်ခွေးဆိုရင်အဲ့ဒီနေရာမှာပဲလေးကြနိုင်တဲ့အစိတ်ပမာဏပါကုလငွေဟောင်း မွေရဲ့ဥကောင်းကိုဖြစ်ပြီးအဲ့ဒီကျင်းထဲမှာမြုပ်ပြီးမွေကိုခွေးပြီးတော့ကျိုးနဲ့ချီပါတယ်ပြီးတော့မှလွေထဲဝှက်ထဲကောင်အိမ်ကိုပြန်ခဲ့ပါတယ်ခွေးကတော့သွားမှဖြစ်တယ်လို့ပါပဲအိမ်ရောက်တော့နှုတ်သီးကြီးဟောအကြီးကြီးကိုရောင်ရမ်းလာပါတယ်ဘာလို့ဘာမှမစားနိုင်တော့ပါဘူးမခင်ထွေးတို့တနာလို့မဆုံးကြပါဘူးတုံးရအရာမှာတော့ကြားဖို့ကြီးတည်ဆုံသွားခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးခွေးကြီးပါအောင်ဆိုတဲ့အော်တန်လေး ပြောက်ွယ်သွားကြရတာပါရေမြေကျန်းလို့နောက်ထပ်ခွေမမွေးတော့အခုထိဆိုပါတော့ဝတ်ကြည့်ကြပါအောင်မာကင်ထွေးတို့အိမ်မှာအဲ့ဒီချိန်ကစာအုပ်ကကြည်ပါတယ်လူကြီး၅ယောက်သား၄ယောက်နဲ့ဆိုရင်၉ယောက်စာစာအုပ်လို့စုံနေပါတယ်လူကြီးတွေဆိုတာအတိုင်းတာသိကြပေမဲ့ကလေးတွေကြတော့မသိကြပါဘူးလောဘတကြီးထက်ပြီးကုန်းချင်မှကုန်းကြတော့ဒီတော့စာကျွင်းစာကြံနေဆိုတော့ မြားလာပါတယ်လမ်းမှာခွေးတွေစားရအောင်သွားသွားပုံပြီးရတော့နေစင်မှာနေစင်ဒီလိုစားကျွန်းစားရနေလမ်းမှာသွားပုံမဲ့အတူတူဝက်တကောင်မွေးရင်တော့ဒီစားကျွန်းစားကြံပြဿနာလည်းပြေလေတပတ်တလန်က စီးပွားရေးစုဘူးဖြစ်အောင်ဆိုပြီးတော့လူကြီးတွေကအကြံပေးတယ်နဲ့ဝက်မတကောင်ဝေးပြီးတော့မွေးလိုက်ပါတယ်အဲ့ဒီဝက်မလေးကိုချစ်စနိုးနဲ့တူတူဆိုပြီးနမဲပေးကောင်ဝိုင်းပြီးတော့ချစ်ကြပါတယ်အစားကောင်းတဲ့ဝက်မလေးတူတူဟာ လေထိုးပေးလိုက်တယ်လို့ပါပဲလာနိုင်ငံနဲ့အကြီးကြီးဖြစ်လာပါတယ်ဆိုရင်တော့ဝက်ပြုံမှာဖြစ်လာတော့တာပေါ့သိတယ်မလားဘက်တလိဆက်မဆိုအရွယ်ရောက်လာတာနဲ့လင်းစိတ်ဆိုတော့ဖြစ်ပေါ်လာသမီးပေါ့ငင်းကြီးကငင်းချက်သားကောင်းခဲ့တဲ့ဝက်မဟောင်းလင်းစိတ်ဖြစ်ပေါ်လာတဲ့အချိန်မှာစန္ဒာမပြေဝါတာကြောင့်တွေ့သည်မလူစိမ်းအိမ်ထဲကိုဝင်လာတာနဲ့လိုက်ပြီးတော့ကြိုက်တော်တာပါပဲဝက်ရလို့အထင်သေးပြီးအမတ်တမဲဝင်လာသူတိုင်း ဝက်ကိုက်ခံကြရတဲ့ခါမှာအဲ့ဒီဝက်မဟာလေးဟိုးလေးတကြောကြော ဖြစ်သွားခဲ့ပြန်ပါတယ်အဲ့ဒါကြောင့်အိမ်ဝိုင်းထဲဝင်တော့မယ်ဆိုရင်ခြံဝါကနေပြီးတော့ဝက်ကြည့်ပါဦးလို့အော်ပြန်တာပါပဲအများအပြားတော့ခွေးကြည့်ပါဦးဆိုတာမျိုးသာရှိတာပါအခုတော့ဝက်ကြည့်ပါဦးဆိုတဲ့အချင်းလေးကိုရောက်ခေရပါပြီရေကြောမြေကြောလိုက်ပုံပြောပါတယ်ဝက်ကတော့ခွေးလိုလိုက်ပြီးကိုက်နေတဲ့ဆိုတော့ဘယ်တော့အဟောဖို့ကောင်းလဲကြားဖို့ဖို့အတွက်အင်မတန်မှခက်ပါတယ် ော်တွေကတော့ဝက်ပတ်တယ်ဆိုတာမျိုးကတော့ရှိတာပေါ့ဒါကသူ့ရဲ့တက်ကိုယ့်ရဲ့တက်လူကြရတဲ့မိုးဆိုးအလုပ်ကိုတော်ဘက်ကအဆွေနဲ့ကောပတ်တာ လူတို့ခွေးတို့တော်ဝက်ပခန်းလို့ကတော့ဥပွင့်ပြီးတေကြရတာပါ အခုကကြတော့အိမ်ဝက်ပါအဆွေပါတာမဟုတ်ပါဘူးတီးတော့ပါဇက်နဲ့ကြိုက်တာပါလူဆိုတာကကိုယ့်ထက်နိုင်ကြတဲ့ဒလိစံကြိုက်ပြီးဆိုရင်ကံနိုင်တယ်လို့သတ်မှတ်ကြတာပါဒီတော့အိမ်မဝမ်းမကလည်း အနောက်ရှက်ဖြစ်လာပြန်ပါတယ်လူဝင်လာရင် ဝက်ကြီးရတော့အလုပ်တစ်ခုဖြစ်လာပြန်ပါတယ်ဒီတော့ဒီလောက်ဆိုတဲ့ဝက်မကို ရောင်းပြလိုက်တာအေးပါလေလို့မိသားစုတွေတိုင်ပင်ပြီးတော့ရောင်းပြလိုက်ပါတယ်တကယ်ကိုလူဝင်လူတွေအများဆုံးအိမ်မမရေကြောမြေကြောကြောင့်အလုံးစုကုနာကလည်းအထူးဆန်ပါပဲဝက်မရောင်းထုတ်လိုက်တော့မှဝက်ကြီးပါအောင်ဆိုတဲ့လူတွေကိုဝက်မက ရောင်းပြလိုက်ပြီးလို့ပြောပြရပါတယ်အဲ့ဒီခါမိသားစုဝက်ကြီးရတဲ့ဒုက္ခက လွင်ချင်းချက်သာခွင့်ရခဲ့ပြန်ပါတယ်ကြက်ကြည့်ကြပါဦးမခင်ထွေးနေနဲ့တလေးဆံမွေးရင်တန်ရုံးစင်လည်းဖြစ်အကုသိုလ်လည်းဖြစ်ရင်းလို့ဘာကူမှမမွေးကျင်တာပါ တော်ပါသေးတယ်ဥချိုပါတဲ့ကျွဲတို့နွားတို့ပြီးတော့ကြိုက်တဲ့ကန်တဲ့မြင်းဆိုတာတို့မမွေးမိတော့ကန်ကောင်းတယ်လို့ဆိုရမှာပါဒီအိမ်ဝိုင်းရဲ့ရေကြောမြေကြောမှာမွေးမိလို့ကတော့ကျွဲခက်လို့သေးတော့နွားဝေးလို့သေးတော့မြင်းကန်လို့သေးတော့ပေါ်ပေါက်နေပါလိမ့် တင်မောင်လက်ကလည်းကြောင်ထွက်ပြီးဆိုကလေးကမတိလာထွန်းဆက်မောင်းတင်တဲ့မောင်တင်တဲ့တက်တာပါတင်တဲ့စင်းဆိုတော့ထွန်းဆက်ပဲမောင်းတာပါကျွဲနွားမြင်းနေမမွေးပါဘူးကျွဲနွားမြင်းမွေးတယ်ဆိုတော့ကရိုက်နှက်ပြီးခိုင်းကြရတော့စင်ကြဲသောအတမွေးဝမ်းကြောင်းဆိုပေမဲ့အကုသူနဲ့မกินပါဘူးအဲဒါကြောင့်ကျွဲနွားမြင်းနေနဲ့ဖယုံတာနဲ့စာရင်ထွန်းဆက်မောင်းတာပြင်းကင်းစင်နေဆိုတဲ့အယူဆနဲ့ထွန်းဆက်မောင်းတင်တဲ့ချင်းမောင်းထွန်းဆက်ဒီကမောင်းပြရတာက ကြံစိုက်ခင်းနေပါကြံစိုက်ခင်းတဲ့အတွက်မောင်နေရတော့ကြံစိုက်လိုက်တဲ့မခင်ထွေးနဲ့ဖူးစာဆောင်အောင်ဟာအဆန်တော့မဟုတ်ပါဘူးတင်မောင်လက်တို့စိတ်နှံတို့နဲ့မခင်ထွေးတို့ပြန်ကပြေးဆိုတာကကြားထဲမှာငလိုက်ချောင်းပဲခြားတာပါ ကလောက်ဟာတာလီရောက်ရှိခဲ့ပါပြီအဲ့ဒီတော့ကဗတော်မြောင်မောင်အဖေရဲ့တက်ကယ်ကွင်းကြီးကရှိနေသေးတော့မခင်ထွေးလေးတက်ကယ်ရိတ်လိုက်ဖြစ်ပါတယ်ဗတော်မြောင်ကချောင်းရဲ့တောင်းဘက်ကုန်းပေါ်မှာပါ အဲ့ဒီကောမောကုတ်တဲ့ပရောင်မြောင်ချက်ကြလန်းဆိုတာကလည်းနာမည်ကြီးလာပါတယ်အတက်စင်းကြံလာပါတယ်ချက်ကြလန်းရဲ့မြောက်ဖက်တဲ့တဲ့ငလဲချောင်းကမ်းပြီးမောင်တာတော့ကိုရှိတဲ့လေတာကြီးဆိုတဲ့လေတော်ရှိပါတယ်ရှုံမြောင်နေမှာပါအဲ့ဒီလေတာကြီးတွေကအဖေညီဘာတွေဥပဒေပိုင်းနဲ့လေတော်ဖြစ်ပြီးတော့တော်တယ်မောင်အိမ်မြင့်ကြီးဆောက်ပြီးတော့မိသားစုနေကြပါစိတ်နှံတုံးပါလေအိမ်ရှိပါတယ်စဘာပေါ်ပြီးတော့မှ ပြန်နေကြတာပါမခင်ထွေတက်ကရဲ့နာကျင်သွားပြီးလဲတော့ဗာထွေးလေးကမခင်ထွေကိုကြက်မတကောင်အတင်ပေးလိုက်ပါတယ်တော်ရမောင်ကြက်တွေအများကြီးပါပွာလောင်အောင်မွေးတာဆိုပြီးတော့အတင်ပေးတာနဲ့မယူချင်းယူချင်းနဲ့ယူခဲ့ရခြင်းပါတလေးဆန်မွေးရတာစိတ်ကုန်လွန်းလို့ပါဗာထွေးကကြက်မကိုခြေနှချောင်းကျုံနဲ့ချပြီးထည့်ပစ်လိုက်တာပါကြက်မကမဲမဲလေးဆိုတော့ကြီးကမ်းမလို့နာမည်ပေးလိုက်ပြီးခြေနှချောင်းကိုကြိုးချီကအိမ်နဲ့ရင်အောင်လို့ သုံးလေးရက်မွေးရပါတယ်။ကျက်ဆိုတာကခြေကြရာပြိုတတ်တဲ့အမျိုးမျိုးလေးရက်မြောက်မှလွတ်ပေးလိုက်တော့သူ့ရဲ့ခြေကြရာဒီအိမ်ဟောင်းသူ့ရဲ့နေအိမ်တို့တတ်မှတ်ပြီးတော့နေတော့တာပါပဲ။တိုးတဲ့ကလာတဲ့ကျက်ဆိုတော့တိုးတဲ့လေးကမပြောက်ပါဘူး။သူတို့ကတိုးတဲ့မှာတော့အိမ်နီးကတည့်ပင်ကြီးမှာအိတ်တန်တက်ကြတာပါ။ဒီမှာကြတော့အတော်မြင့်နဲ့အုံမင်းမမတက်ပြီးတော့အိတ်ပါတယ်။အတော်မြင့်တဲ့ထီတဲ့ပြန်တက်နိုင်စွမ်းရှိတဲ့တိုးကြက်တစ်ပိုင်းဖြစ်နေပုံရှိပါတယ်။ ရောက်ခါစားမှဘာပြဿနာမှမရှိသေးပါဘူးအနောက်ဘက်အင်းကကြက်တင်နဲ့အလေးလိုက်ပြီးမကြီးကိုင်းဘုံကြီးအောင်မဝင်ပြီးတော့ဥရက ကလာတန်းကြတဲ့ခါမှာကြက်လေးတွေပေါက်လာပါလေကြက်ပေါက်လေးတွေနဲ့မကြီးကိုင်းဘုံကြီးအောက်ကထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့အိမ်ဝိုင်းနေလူစိမ့်ဝင်လာနဲ့လိုက်ပြီးတော့စိတ်တော်တာပါစိတ်တော်ကခုံပြန်ပြီး အာနေမန်းနဲ့စိတ်တာဆိုတော့အစိတ်ခံတဲ့လူတွေအတော့ကိုကြောက်ကြပါလေကြက်စိတ်တာကလည်းနာပါလေ ဲ့ဒီနောက်မှာတော့ကြက်ကြည့်ပါဦးဆိုတဲ့အော်ဒန်ကြံဝကကြာပြန်လာပါပဲခွေသားအုံမတို့ကြက်တအုံမတို့ဆိုတာသူတို့ရဲ့ကလေးတွေကိုကာကွယ်တဲ့အနေနဲ့မိခင်စိတ်ပြိနေခုလိုရံပြူကြတာပါသူတို့ကလေးတွေသူများယူမဆိုးလို့ရံပြူပြီးကာကွယ်ရခြင်းမှာကြံမတွေဟာသူတို့ကလေးတွေပြင်းနိုင်လွားနိုင်ရှာနိုင်ဖွင့်နေတဲ့အရွယ်ကိုရောက်တာနဲ့တောက်ခွဲတော်တာပါအဲ့ဒီကြတော့ကလေးတွေအနာကိုအကန့်မခံတော့ဘူးကက်လာရင်စိတ်လွတ်ပါတယ် ကလေးတွေသူ့အုံနဲ့သူနေတဲ့သွားတာပါပဲအဲ့ဒီကြရင်ကျမကနောက်တသားအတွက် ပြန်ပြီးတော့လိုက်ပါပြီဥတွေနေစဉ်ဥပါပြီသားစောနဲ့မို့လူတွေကိုစိတ်တော်သောက်ခွဲပြီးရင်တော့လုံးဝစိတ်မမဟုတ်တော့ဘူးလို့ယူဆထားပေမဲ့ကြီးကမဟာ ထင်တယ်လို့ဖြစ်မလားပဲရေချောမြေချောကြောင့်ထင်ပါရဲ့ဆိုမြဲဆိုစိတ်မြဲစိတ်နေလေတော့ကြက်ကြည့်ပါဦးဆိုတဲ့အတန်ဟာကြာမြဲကြာနေရပါတယ် အတော်လေးကိုအံ့ဩဖို့ကောင်းတာပါတခါတရံအုံမင်းထိပ်ပြတ်ကတပြေပြေပြန်ဆင်းလာပြီးထိုးစိတ်တက်တာမို့ဟဲ့ကြီးကမ်းမနော်ဆိုပြီးတော့ဒုတ်ကင်ကဟန့်ရတာကလည်းအလုတ်တခုပါပဲတော်ပါသေးတယ်အိမ်မကတင်မောင်လက်ရဲ့အမေတောင်းခင်းရင်တောင်းခင်းရဲ့မတောင်းရှင်ရင်တောင်းရင်ရောက်ကြောင်းဦးထွန်းရရဲ့လူကြီးတို့မတော့ရှိနေလို့တော့ကလေးကြီးပေါ်ခွေးကြီးပေါ်ဝက်ကြီးပေါ်ကြက်ကြီးပေါ်ရနေတာပါနှုတ်မို့ဆိုရင်တော့ အတော်ကိုခံမှာပါလောကမှာဒီမျက်နေတာဘာမှမရှိဘူးဆိုတာလို့ပေါ့ကြည်ကံမတော်အုပ်စုဟာနှစ်နှစ်နီးပါးမြနေတော်ပြီးကျန်နာကြပြီးတော့အကုန်ကိုတည်ဆုံကုန်တော်တာပါပဲကျန်နာကြရင်ကြက်တွေတည်လိုက်တော့မြင်လိုက်တဲ့ဖြစ်ချင်းပါအာကုတ္တကိုကြောက်တဲ့မခင်ထွေတို့အင်းဟာကြက်တွေကို ရောက်မစားခဲ့ပါဘူးတတ်မစားခဲ့ဘူးလို့ဆိုပါတယ်ဒီတိုင်းပဲမွေးထားရင် ကျန်နာကြကကြက်မျိုးပြုတ်သွားခြင်းလို့ပြောပြပါသေးတယ် အဲ့ဒီနောက်မှာတော့ယခုလက်ရှိကာလ2014ခုနှစ်ထိတိုင်းအိမ်မွေးဒလိစံဆိုရင်ဘောက်ကောက်မမမွေးရတော့ကြောင်းမကင်ထွေကပျော်ပြွားသွားတယ်အဲ့ဒီအိမ်ဝိုင်းရဲ့ရေကြောမြေကြောကတော့အခုထိတိုင်းလည်းအစွမ်းပြနေအောင်မယ်ထင်ပါရဲ့ညီမဖြစ်သူမကင်ထွေတို့အမတ်တရားချမ်းမြေကြပါသည် နေပြီးတော့ကြောကြောဆူโอเคဆိုင်သူဆရာကြီးနေပြီးတော့ကြောကြောဆူကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲ ထူးခြားဆန်းကျင်ကမ္ဘီယာဖြစ်ရမဇလန်ကောင်းလေးတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆေးလက်ဆောင်စီစဉ်လေးရောက်ရှိလို့လာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ့်ကျမ်းမာရေးဆေးလက်ဆောင်စီစဉ်လေးကတော့